မြန်မာကုန်ရဲ့နာမည်အကြီးဆုံးတဲ့ VIP ရဲခွက် တစ်ခုဖြစ်တဲ့34ရဲခွက်ထဲကမှဈေးအကြီးဆုံးလန်ထဲမှာရှိတဲ့ Modern Minimalist House သိန်း4000တန်အင်ချီကိုဒီနေ့မိတ်ဆက်ပေးတော့ဖြစ်ပါရယ်။ဒီငယ်ကနေဆိုရင်လည်းပင်လုံလမ်းမကိုလည်းထဲပေါက်တယ်။အရှင်းမှာဆိုရင်တော့ရေဝါတာကောင်းတဲ့ဘရောက်ပင်ကြီးရှိပြီးတော့ဒီနေရာလေးဆိုရင်ကပကင်အရှင်းမှာဆိုရင်တော့6စီးလောက်ဆက်မယ်။ဒီနေရာလေးဆိုရင်လည်း Garden Area လေးထိချာထားပေးထားရယ်။အပေါ်မှာဆိုလည်း Break Zoo ထည့်ပေးထားရယ်။ညဆိုရင်ချင်းတဲ့သတိရ။ သူချန်ချေကတော့ပေ40 60ကျဲတယ်။တော်တော်လေးကိုမှကျဲပြီးရောအောက်မှာဆိုလဲ block တုံးလေးတွေခင်းမိထားရဲ့။ဒီမှာဆိုရင်လည်းကားပါကင်နေရာတော့ပမာဆိုရင် high အမြင့်နေနဲ့ ေချလုပ်ပေးတာတွေ့ရတယ်။ရေစီးရလာကောင်းအောင်လို့မြောင်းနေရလေးလေးထားပေးထားတယ်။ပရိတ်ဆူချိုလည်းနှစ်ဆင့်ကပေးထားတယ်။ဒီမှာဆိုလည်းသုံးပေးထားတဲ့နေရာကတော်တော်လေးကိုမမိုက်တယ်။မီတာပေါင်းကိုလည်းအိမ်ထဲမှာပဲထားပေးထားတယ်။အိမ်ထဲမှာဆိုရင်တော့ကပကင်3ချီလောက် AC ဆန်နေပေါ့နော်။ဒီမှာဆိုရင်စလိုက်ထိုးတကားနဲ့ပုံမှန်ဆိုပပတ်လေပရိတ်ဆူချိုတွေကပေးထားတာကိုတွေ့ရတယ်။ safe အောင်လို့ပေးချောင်းလို့ဆိုလည်းအကျေးသုံးပေးထားတယ်။ဒါနဲ့ area လေးတွေလည်းနေရာတိကျထားပေးထားတယ်။ ground tent လေးလည်းပါတယ်။ ကဲရဆိုရင်ဒီနေ့မိတ်ဆက်ပေးမယ့်အိမ်ကိုသွားကြည့်ကြည့်အောင်ကတမကြီးကိုအင်းရဲ့ခန်းနားမှုကြီးအရန်ကိုမှလှရဲတော်တော်လေးကိုမှလှရဲဒီဇိုင်းလေး model house လေး တက်တဲ့နေရာလေးဆိုတော့ဒီလိုသုံးမိထားရဲ့အပေါ်မှာဆိုလဲတေချာအသေးစိတ်လုပ်ပေးထားတွေ့ရရဲ့အိမ်တကားကတော့ရှေခွဲကျုံတကားလေးသုံးမိထားရဲ့ဝင်ဝင်ချင်းကတော့ကျုံဖာခီအဖြစ်ခင်းမိထားရဲ့အရန်ကိုမလှပလွန်တဲ့ living area လေးပေါ့အပင်လေးကြီးထားခြင်းတဲ့သူတွေပြီးတော့အယုတ်ကလေးထားရင်အရန်ကိုမလှမယ်ဒီပြထားလို့ရတဲ့ကပ်ပိနက်ကလေးတွေပါပြီးတော့ အပေါ်မှာဆိုရင်လည်းသေချာကို အသေးစိတ်ကိုလုပ်ပေးထားရယ်ပြီးတော့ဓမဲစီလင်းလည်းပါသေးရယ်တတော်လေးကိုမှခန့်နာလာရယ်ဒီမှာဆိုရင်တော့ solar system အတွက်ကိုသေချာကို လုပ်ပေးပြီးသားသေချာသုံးပေးပြီးသားကိုတွေ့ရရယ်ပြီးတော့ height ကလည်းတတော်လေးကိုမှမြင်တယ်ခင်ဗျာဆိုရင်ဒီနေရာလေး ီအခန်းလေးကတော့ master room အခန်းလေးပေါ့နော်တကောက်ဆိုရင်လည်းကျွန်းတကောက်သုံးမိထားရဲ့ကျွန်းဖာ KD အဖြစ်ခင်းမိထားရဲ့အခန်းလေးပေါ့ပြီးတော့ aluminium အမှန်တွေနဲ့သေချာကိုအသေးစိတ်လုပ်ပေးထားရဲ့ဒီလိုဘောင်လေးထုတ်ပေးထားတဲ့အတွက်စာအုပ်လေးထိုင်ဖက်တာဖြစ်ဖြစ်ဖောင်းလေးထိုင်နေတာဖြစ်ဖြစ်လည်းအရှမ်းကိုမှဆင်ပြေရဲ့ဒါလေးကတော့ဒီအခန်းလေးနဲ့တွဲရွှေခက်တဲ့ပိုတိုင်းခန်းလေးပေါ့နော်အောက်ကောပြီးရောတွေ့ပြလေးအပြည့်ကိုသေချာအသေးစိတ်လုပ်ပေးထားရဲ့ဒီခန်းလေးရထွက်ထွက်ချင်းတွေ့ရမယ် dining room ခန်းလေးပေါ့အောက်မှာဆိုရင်လည်း ကျွမ်းပါကြီးရဲ့ပြည့်ခင်းမိထားရဲ့ဟိုင်အမြင့်နဲ့စီလင်သုံးမိထားတာကိုလည်းတွေ့ရမယ်။တော်တော်လေးကမှအသေးစိတ်ကြရဲ့ပြီးတော့ဒါဆိုတော့ dry kitchen room မှာအောက်ကအပေါ်ရောမှာသေချာလုပ်ပေးထားရဲ့ကပိနက်ကလေးနဲ့တွန်းကပိနက်ကလေးနဲ့ပြီးတော့ပရာဒိုတစ်စိတ်ကိုလည်းသုံးမိထားတာကိုလည်းတွေ့ရမယ်။ ်ဒေချာကိုအသေးစိတ်သုံးပေးထားရယ်အာပန်လေးလည်းတပ်ပေးထားရယ်ပြီးရောရေချိုးခန်းနဲ့ပူတိုင်းသီးဆန်အခန်းလေးလည်းပါသေးရယ်အောက်ကောပြရောကြည်ပြားလေးရေဒေချာအပြည့်ခင်းပေးထားရယ်ရေဆိုးရတဲ့အစစ်မပူရအောင်လို့ဒီလိုအုတ်ကလေးနဲ့ဒေချာလုပ်ပေးပြရဒီဟာလေးကတော့ wash kitchen ရောနေရာလေးပေါ့နော် area